ငယ်ချင်းများအားလုံးမင်္ဂလာပါတောက်လို့လည်းရန်ကောင်းတယ်လှုပ်လို့လည်းလွယ်ကူတယ်အားရနေလည်းမြန်ဆုံးပြန်လည်းပြေဝလာစေတဲ့စက်တပြားနေလေးကိုလုတ်ပြန်มาဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေအနေနဲ့ငါပြောသည့်ဖိချမ်းရဲ့ကျဥ်ရဲ့တမ်မြာသည့်ရဲ့ပြားရည်ရဲ့ကျွန်တော်ယူနီချမ်းလေးရဲ့ပဲလုပ်အောင် ဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့လိုအပ်တဲ့ယူနီချမ်းကိုစာပြီးကြိုးထားมาဖြစ်ပါတယ် ရှင်ရွှေစုပြီးတော့ညတို့ရပြီဆိုလို့ရှင်ဂျန်နဲ့ပါဝင်ပစ္စည်းတွေကိုပြင်ဆင်มาဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ညတို့တက်မြားသီးရေရေညှစ်ယူလွယ်လွယ်ကူအောင်လို့ညတို့အစိတ်ကလေးတွေစိတ်ထားมาဖြစ်ပါတယ်တက်မြားသီးတွေညတို့ကလှီးပြီးသွားပြီဆိုလို့ရှင်ဘေးနားမှာခဏထားပြီးတော့ငပြောသီးဖီးချမ်းကိုခုန်ခွာပြီးတော့ညတို့အနေတော်တုံးလေးတွေစတင်ပြီးတော့တုံးထားมาဖြစ်ပါတယ်ခင်ဗျာ ငပြောသီးကိုလှိပြီးတဲ့အခါမှာကျွန်တော်အနေနဲ့ကကျွန်တော်ဒီငပြောသီးဖြည့်ချင်အခွန်မှရှိတဲ့အမြင်တွေကိုလည်းစားရတာကြတဲ့တော့ကျွန်တော်တို့ကိုလည်းထည့်ပြီးထားရယူပါမယ်ကျောက်ဆိုရင်ကျွန်တော်တို့ planner ထဲမှာထည့်ပြီးတော့အားလုံးကိုဖြောဆက်ဖို့အတွက်ဆင်းနေဖြစ်ပါပြီ။ပထမဆုံးအနေနဲ့ကျွန်တော်တို့ကပြောသည့် feature တွေကိုအရင်ဆုံးစပြီးတော့ထည့်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်ခုနကအဆင်သင့်လှိထားတဲ့တံမြန်သီးလေးတွေကိုရေတွေညှိယူရယူလိုက်ပါမယ်။ပြီးလို့ရှိရင်တော့ဆင်သင့်ယူထားတဲ့ကြက်ဥတလုံးကျွန်တော်ဖောက်ထည့်မယ်။ ပြီးလို့ရှိရင်ကျွန်တော်တို့ပြားရည်ကိုတစုံတစုံခွဲလောက်ကျွန်တော်တို့ထည့်ပြီးတော့ဖြောဆက်မှာဖြစ်ပါတယ်ဒီပြားရဲ့ပမာဏတော့မမီတို့အချိုကြိုက်တဲ့ပုံမှန်တည်ပြီးတော့အနည်းများကိုကြိုက်သလိုထည့်ထင်ပါရခင်ဗျာ။ဒါဆိုရင်ညတော့အားလုံးစင်းသိဖြစ်ဖြစ်တဲ့ကြောင့်မလို့ပထမအဆုံးကြိုထားတဲ့ရင်းလေးကိုအနည်းငယ်ထည့်ပြီးတော့တခါတည်းညတော့ဘလန်ဒါထဲမှာထည့်ကြည့်ပြီးတော့ဖြော်လိုက်ပါမယ်။ အဲဆိုရင်တော့ကျွန်တော်တို့ကအားရင်နေအများဆုံးပြန်လဲပြဖြိုးလာစေတယ်တောက်လို့လည်းရန်ကောင်းတဲ့စက်တန်ပြားနွေလေးကိုကျွန်တော်ရရှိပြီဖြစ်ပါတယ်ခင်ဗျာစက်တန်ပြားနွေဆိုတာကျွန်တော်တို့အလွယ်တကူမှတ်လို့လွယ်အောင်လို့ကြက်ဥရဲ့တံမြာသီးရဲ့ပြားရည်ရဲ့ရင်းနှီးရဲ့ရောဆက်ပြီးတော့ဖြော်တဲ့ဟာကိုကျွန်တော်စက်တန်ပြားနွေလို့ခေါ်ခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ